မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ် New Aiman နဲ့ Russia ရောက်မင်းအောင်လိုင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်တချိန်ကစာရေးဆရာတယောက်ပြောခဲ့မှုနဲ့စကားလေးတစ်ခုတတိယမိတယ်လူတစ်ယောက်ကဈေးရဲသွားပြီးဖက်နှက်သွားဝင်လာတယ်အစ်စ်ဆိုတော့အင်ရောက်မှစီးကြည့်မယ်ပေါ့အင်ရောက်တော့ဖက်နှက်ကသေးပြီးတုန်နေတယ်သူဘာစဉ်းစားလဲဆိုတော့ဆိုင်ပြန်ပြီးတန်တဲ့ဖက်နှက်အစ်စ်လဲရမလားဆိုင်ကလက်မခံရင်နောက်တရံဝင်ရမလားဒါမှမဟုတ်ဖက်နှက်နဲ့ခြေထောက်တော်အောင်ဖက်နှက်ကိုလီးထုတ်ရမလားဆိုတဲ့အတွေ့တွေတာမန်လူတစ်ယောက်အနေနဲ့ဆိုရင်နောက်ဆုံးတွေးကိုဘလို့မှတွေးမှာမဟုတ် အခုလည်းဘောလုံးပွဲကြီးတဲ့ပရိသတ်ကတရားကိုစစ်ကောင်းဆောင်ရဲ့လှုပ်ဆောင်ချက်ကိုဘေးကနေကြည့်နေမိတယ်။သူရဲ့လုံရက်နဲ့အတွေ့တွေကအလွန်သွားခဲ့ပြီးဒီတော့သူလွန်လွန်ကျူကျူစဉ်းစားလာပြီးရုရှားသွားပြီးပူတင်နဲ့တွေ့ဆုံခြင်းရောရှီနဲ့လက်ဆွဲနှုတ်ဆက်တဲ့အချိန်ရောအားကိုးတဲ့မျက်နှာပြင်ရှိနေတာတွေ့လိုက်ရတယ်။ရုရှားအားကိုးနဲ့ညူတန်အားပြီးဆက်ရုံသူစောင့်ချင်လာတဲ့တရုတ်အားကိုးနဲ့လက်လွတ်ထားတဲ့နေမျိုးတွေသူပြန်လိုချင်လာတယ်။ ပြည်ရင်းမှာကဒီပုံစံတိုင်းဆိုတောက်ခံထားဖို့ကမလွယ်ဘူးအခုရက်တဲ့တောင်ပိုင်းစစ်ဒေသဆိုရင်အရင်ကလူတချို့ပြောနေသလိုဖတီးတို့အိပ်ပျော်နေခြင်းမဟုတ်ခင်ထီခိအောင်ပွဲလိုမျိုးစကန်သိမ်းပွဲနေဇက်တိုင်းဆင်နွှဲနေတာတွေ့ရတယ်ကချင်ပြည်နယ်ကတော့လဲကြည့်စရာကိုမလိုကချင်နယ်စကိုင်းကအညာသားတွေညီချက်ကညီကိုတက်တောင်စီလုံးတင်ရခိုင်ကခြေဆက်လာတဲ့ကိုချီတို့လည်းမကွေးအင်ယာပဲခူးဘတ်တီဒီမကွေးသားတွေနဲ့ပေါင်းပြီးအောင်ပွဲတွေရယူပြီးနေပါသေးတယ်ချင်းဆိုပြည်နယ်တစ်ခုလုံးလွတ်ဖို့တိတ်တောင်မကြံတော့ကရင်ညီကအဖွဲ့တွေလည်းအရန်စီလုံးကြတယ်ရှမ်းမြ ောက်မှာကနောင်ချိုဒီခဏအတွင်းတိုက်ခဲ့တဲ့ TNL ကိုစစ်အင်အားအလုံးရင်းနဲ့စစ်ကောင်စီဘက်ကထိုးစစ်ဆင်နေတာတွေ့ရတယ်။ဒါပေမဲ့အခုချိန်ထိရှေ့ဆက်မတန်နိုင်သေးဘူး။တရုတ်အားကိုနဲ့ရထားတဲ့လာရှုကလည်းမျက်ခုံးလုံနေရတဲ့အခြေအနေနဲ့ဘယ်အချိန်တက်အကျိတ်ခံရမလဲဆိုတာပေါ့။ဆိုတော့တနိုင်ငံလုံးအတိုင်းတာနဲ့တွေ့ကြည့်ရင်စစ်ကောင်စီဘက်ကရှေ့ရှေ့တောက်ခံထားဖို့လုံးဝမလွယ်တာပါ။မတရားစစ်မှုထမ်းခိုင်းတဲ့အရေးပေါ်ကုထုံနဲ့တိမ်လုံမဖြစ်ဘူး။လက်နက်ကင်ခိုင်းတိုင်းစစ်သားမလုပ်ဖြစ်တဲ့သူတွေဆိုတော့လစ်တာနဲ့ပြေးကုန်တာပင်နောက်ဆုံးစစ်ကောင်ဆောင်ကသူ့အတွက်အားကိုအား ားထားမယ်ဖြစ်အားဖြင့်လက်နက်ရဖို့လိုအပ်လာမယ်ဥပမာမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဝမ်လိုပေါ့ new လက်နက်ရှိတဲ့ကမ္ဘာကြီးကိုဂိမ်းမဆိုင်ဘူးဆိုတဲ့အထားမျိုးဘေးရကြီးရဲ့သူတယောက်အနေနဲ့စစ်ကောင်းဆောင်မြောက်လိုက်ဘာလို့ခြင်းလဲဆိုတာကြည်ယုံနေတည်တာစေပါတယ် ဒါပေမဲ့လက်ရှိအချိန်ထိကမင်းအောင်လိုင်လိုချင်တဲ့ဖြန့်အားပြင်းလက်နက်ဆိုတာရလာဖို့အခွင့်အရေးမရှိသေးတာတွေ့ရတယ်။တရုတ်ရုရှားရဲ့ကိုကြိုးစည်းပွားနဲ့စိတ်ကြိုင်းစော်ကစားမှုအောက်ကနေရုံကလေးတရုတ်ဝါသားပဲဖြစ်တဲ့တကယ်ကရုရှားအားကိုနဲ့မြန်မာပြည်မှာနီယူဆက်ယုံတိစောက်မယ်ဆိုရင်မြန်မာပြည်ကဘယ်အစိပ်ပိုင်းတွေဘလို့တင်ရန်စားတာတွေထုတ်ပေးအောင်မလဲဆိုတာပေါ်မူတည်ရင်ဘယ်တရုတ်ရုရှားကမှနီးပညာနဲ့ရင်းနှီးမှုကိုအလက်ကားမပေးပါဘူး။ဒီအတွက်လည်းမဟာလကိုရိုင်းကအတန်ကုန်ကလုံစားချက်ဖနှောင့်နှီးထုတ်တဲ့ခြေလမ်းစနိုင်ရလို့ပဲမြင်မိပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ KNU တက်မဟာလီ ငယ်မြေရှိစစ်ကောင်စီတပ်စခန်းများတိုက်ထုတ်မယ်လို့တနင်္သာရီကမ်ပိန်ဦးဆောင်သူများပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်မျိုးသားစီယုံကရင်ညူတက်မဟာလီနယ်မြေတွင်ရှိစစ်ကောင်စီတပ်များကိုတွန်းလှန်တိုက်ထုတ်နိုင်ဖို့ရည်ရွယ်တဲ့တနင်္သာရီကမ်ပိန်ငွေပုံငွေရှာဖွေမှုကို KNU တက်မဟာလီခေါင်းဆောင်များရဲ့ခွင့်ပြုကူညီမှုနဲ့စတင်လှုပ်ဆောင်နေကြောင်းကမ်ပိန်းအောင်မြင်ဆောင်ရွက်နေသူတွေကပြောပါရင်တနင်္သာရီကမ်ပိန်းစကားဝိုင်းကိုမြေလဆိုင်ရကပြုလုပ်ရပြီးစကားဝိုင်းမှာပါဝင်နေသူတွေကကမ်ပိန်းရဲ့ရည်ရွယ်ချက်ရှမ်ပုံငွေရှာဖွေရဲ့သက်မှတ်ပမာဏကမ်ပိန်းကာလကိုရှင်းလင်းပြောကြားခဲ့ပါရင်ကမ်ပိန်းကာလကိုမြေလတရနေ့မှဆွန်လ15ရက်ထိတလခွဲကြာသက်မှတ်ထားပြီးထိုင်းဘတ်330ရရှိဖို့ဆောင်ရွက်သွားမယ်လို့စကားဝိုင်းဆွေးနွေးမှုမှာပါဝင်နေဆရာစောဆန်းလွင်ကပြောပါရင်ဒီမကောင်းဆိုးရွားတဲ့အာနာသိန်းစစ်ကောင်စီကကျွန်တော်တို့ပြည်သူ ူလူတို့ရဲ့နေမြေမှာမရှိစေဘဲနဲ့မောင်းထုတ်ပြင်းရမယ်ခင်ကျင်းတခုဖန်တီဗီမောင်းထုတ်ရမယ်ဆိုတဲ့အတွင်းခေါ်ယူဆချက်နဲ့အဲ့ဒီနေမြေဒေသမှာရှိတဲ့ခေါင်းဆောင်တွေနဲ့ညှိနှိုင်းနိုင်ငံတကာမှာရှိတဲ့ကင်ငင်လုပ်ဖော်ကိုင်ဘတ်တွေကအဲ့ဒီနေမြေတာဝန်ခံတွေနဲ့ဆွေးနွေးညှိနှိုင်းပြီးကျွန်တော်တို့ဒီကိစ္စကိုလုံရချင်းဖြစ်ပါတယ်လို့စောစန်းတွင်ကပြောပါတယ် ကမ်ပိန်းရွယ်ချက်ကိုစကားဝိုင်းဆွေးနွေးမှုမှာပါဝင်တဲ့ဆင်ယာစောအင်တာကရှင်းပြရာအကြောက်တရားနဲ့ရင်ဆိုင်နေရတဲ့ပြည်သူများကိုအကာအကွယ်ပေးဖို့တည်ငြိမ်ရေးနဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာစေဖို့နဲ့စစ်အာဏာရှင်ချိန်ကုပ်နေရာယူထားတဲ့နေရာတွေကိုနေမြေတွင်းမှတွန်းထုတ်ဖို့အချက်သုံးချက်အတွက်ရည်ရွယ်ပြီးကမ်ပိန်းလှုပ်ဆောင်ရခြင်းဖြစ်ကြောင်းပြောပါရယ်လက်ရှိမှာအာဏာခိုင်မြေတစ်ခုတာကြီးရဲ့စစ်အာဏာသိမ်းသူများရဲ့လက်ဝကြီးအုံမှုကိုပြည်သူများတွန်းလှန်ခဲ့တာကအထွတ်အထိပ်ရောက်ရှိနေပြီဖြစ်ကြောင်းလဲစောအင်တာကပြောပါရယ်နေရာတိုင်းဒေသတိုင်းကတစ်ချိန်ထဲမှာအရှင်ကောင်းကောင်းနဲ့လုံနိုင်ရင်တော့အ ရွေးတစ်ခုကိုရနိုင်မှာပါလို့စောဟေတာကပြောပါရယ်။ဆီယာနာသိန်းဖွဲကအာနာတီမြင့်အတွက်၎င်းတို့လုံခြုံမှုပြီးမဲ့နေရာကိုစဉ်းစားပြင်ဆင်ရမှာတနင်္သာရိုင်တိုင်းကလည်းစာကာဆိုင်ရဲ့နောက်ဆုံးစကန်ဖြစ်နိုင်ခြင်းများတယ်လို့၎င်းကတုံ့သက်ပါရယ်။ဒီလိုစဉ်းစားတဲ့ကိစ္စမှာတနင်္သာရိုင်တိုင်းကလည်းစာကာဆိုင်ရဲ့နောက်ဆုံးစကန်အနေဖြစ်ဖို့ဖြစ်နိုင်ခြင်းလည်းများတယ်ဆိုတာတနင်္သာရိုင်တိုင်းရင်သူတိုင်းရင်သားတွေကိုအသိပေးခြင်းနဲ့တနင်္သာရိုင်တိုင်းကိုစာကာစာကာခြေကုပ်ရမယ်ဆိုရင်သူ့အတွက်တပ်ဖန်ခေါင်းထောင်လာနိုင်မယ့်အခြေအနေရောက်လာလိမ့်မယ်လို့စောအေတာက ပြောပါရယ်။အဆိုပါခွင့်ရကိုပေးရခြင်းမပြုပါ ေါ်နဲ့စစ်ကောင်စီရဲ့အင်အားတပ်ဖန်ကြီးထွားလာနိုင်ရေးကိုကာကွယ်ခြင်းကို KNU တပ်မလီတာမကအခြားသောလက်နက်ကိုင်အဖွဲ့အားလုံးကလှုပ်ဆောင်ဖို့လိုအပ်ကြောင်း၎င်းကပြောပါရယ်တနင်္သာရီနေ့မြင်ကပထဝီနိုင်ငံရေးထိုင်းဘက်ကိုကုန်းလန်းထွက်ပေါက်ရှိသလိုပင်လယ်ထွက်ပေါက်ရှိပြီးပထဝီနိုင်ငံရေးရာအခခင်ရာကြကြောင်းစောစန်းလွင်က ပြောပါရယ်အဆိုပါဒေတာကိုဆရာနာရှင်အစိုးရကရုရှားနည်းပညာနဲ့130မဂါဝတ်အနုမြူတာပေးစက်ရုံတစ်ခုတိစောက်မဲ့တည်င်းယခုနှစ်မလ9ရက်မှာသတင်းမီဒီယာမှာဖော်ပြမှုတွေရှိပြီးအဲ့ဒီတည်င်းကြောင့်ထိုင်းနဲ့မြန်မာပြည်သူများရဲ့လုံခြုံရေး အန်ဒီရဲ့ကင်းရှင်းမှုနဲ့ကောင်းမွန်တဲ့ဘဝနေထိုင်မှုအတွက်အလွန်ဆိုးရင်ပူပန်ကြောင်း KNU မြိတ်တော်ဝဲခရိုင်တပ်မှလီကမေလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ပြည်သူများရဲ့ကိုယ်ကံကြမ္မာကိုဖန်တီခွင်နဲ့စတက်ရင်အကြမ်းဖက်မှုတွေမှာလွတ်မြောက်စေဖို့အတွက်စစ်ကောင်စီပေါ်စီရင်အရာအရေးယူဆောင်ရွက်မှုတွေရှင်းလင်းလွန်လိုအပ်နေကြောင်း စစ်ကောင်စီပေါ်စီရင်အရာအရေးယူဆောင်ရွက်မှုတွေလုပ်ဖို့လိုအပ်ကြောင်း KNU တပ်မဟာလီရဲ့ကြီးညာချက်မှာပါရှိပါတယ်။ KNU တပ်မဟာလီကမေလ9ရက်နေ့မှာမြန်မာထိုင်းနယ်စပ်ရှိ TK စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်အဲ့ဒီကြီးညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ TK စခန်းမတိုင်ခင်ကလည်းဒေသရင်းရှိ TTA စစ်ကောင်စီပြူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ KNU တပ်မဟာလီကပြည်သူ့ကာကွယ်တပ်မတော် PDF ပါဝင်တော်လိုင်းအင်အားစုများနဲ့ပူးပေါင်းပြီးတပ်မဟာလီနဲ့မြေရှိစစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်မှုတွေအရှိန်မြင့်လုံဆောင်လျက်ရှိပြီးအောင်မြင်မှုတွေ ဇက်တိုင်ရရှိထားတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်ကောင်စီကအပြစ်ရဲ့တပ်တန်းတိုးထားတော့လဲနေစဉ်ပုံကျဲတိုက်ခိုက်နေလို့ပြည်သူများစည်ရေးတတိရှိဖို့ TNL တတိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စစ်ကောင်စီကအပြစ်ရမယ်လို့တက်တန်းတလာတိုးထားတော်လဲနေစဉ်ပုံကျဲတိုက်ခိုက်နေတာကြောင့်လေကြောင်း drone နဲ့လက်နက်ကြီးပြက်ခတ်တိုက်ခိုက်မှုရံမှရှောင်ရှားနိုင်ဖို့ပြည်သူများအနေနဲ့စည်ရည်တတိအမြင်ရှိဖို့လိုအပ်ကြောင်းတောင်းတက်မတော် TNL ကမေလ17ရက်မှာသတင်းထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်မှနောင်ချုံမြို့နယ်မှာလေကြောင်း drone လက်နက်ကြီးတွေနဲ့ဆက်လက်တိုက်ခိုက်နေမှုချိန်နီများကိုတတိပေးစဉ်အထက်ပါအတိုင်းပြည်သူများကိုထတ်လောင်းတတိပေးထားခဲ့တာလည်းဖြစ်ပါတယ်ရခိုင်ရက်များကလေးကနောင်ချုံမြို့နယ်ကိုစစ်ကောင်စီကမြေပြင်ထိုးစစ်ဆင်ခြင်းလေကြောင်း drone လက်နက်ကြီးတိုက်ခိုက်ခြင်းများဇက်တိုင်လှုပ်ဆောင်နေခဲ့ရ မနီလာဆိုင်ရဲမှာလည်းတိုက်ခိုက်မှုတွေဆက်လိုက်လှုပ်ဆောင်နေကြောင်း TNL ကအသိပေးပါတယ်။မေလာဆယ်ရမနက်9နာရီကမှ PSLF DNL ရှိရာတင်ရချုံရွာနီးတဝိုင်းမှာထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဖော်ပြပါရယ်။ဒါပြင်ညနေပိုင်းမှာစစ်ကောင်စီတပ်နဲ့တောင်းတက်မတော့ PSLF DNL တို့တက်တို့ ရှာပြင်းကြီးရွာအနီးတဝိုက်မှာတိုက်ပွဲဖြစ်ပွားခဲ့တောင်းသိရပါတယ်။ညနေပိုင်းမှာပဲစစ်ကောင်စီကနောင်ချုံမြို့ဘူတန်ရက်ကွက်ဆမ်ဆန်ရွာနဲ့အုံမတီရွာကိုလေးချောင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။ဒါအပြင်စစ်ကောင်စီတပ်မှပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်နေအိမ်သုံးလုံးနဲ့ကားတစ်စီးပုံစံထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။လက်နက်ကြီးလေးချောင်းတိုက်ခိုက်မှုတွေဖြင့်အုံမတီရွာကိုစစ်ကောင်စီကဒရုန်းနဲ့ဘုံကုလုံးကျင်းချတိုက်ခိုက်ရာအစိမ့်ငွေပုံသုံးလုံးပါဝင်ကြောင်း DNL ကထုတ်ပြန်ပါတယ်။ PSLF DNL တီရှိရာနောင်ချုံမြို့နယ်ခုနှစ်မိုင်နဲ့မမန်းတော်ရွာကိုလည်းစစ်ကောင်စီတပ်မှဒရုန်း ၃နဲ့ပုံ၁၈လုံးလက်နက်ကြီးနဲ့၁၄ကျင်းပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ကမိုးကုံမြို့နယ်နဲ့ဆက်ဆက်တဲ့တပိတ်ချင်းမြို့နယ်မှာလည်း9မိုင်မှာမေလ၁၀ရက်ညနေပိုင်းကဂျက်ဖိုက်တာနဲ့နက်ကြီးလာရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ TNL နဲ့ကိုကန့်တန် MND ရခိုင်တပ်အင်ညီနောင်မဟာမိတ်တုံးဖွဲ့နဲ့ငလင်တန်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်တိုင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာထိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ဘဲတစ်ဖက်သက်အပြင်းရကာလကိုမေလကုန်ထိကြီးညာထားသလိုစစ်ကောင်စီကအပြင်းရကြီးညာထားတဲ့အချိန်မှာမြေပြင်ထိုးစစ်စဉ်လေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုတွေစစ်ကောင်စီကဇက်တိုက်ပြုလုပ်နေခြင်းဖြစ်ပါတယ်။ဆေးရနာရှင်များရှိနေတဲ့ပြည်သူများအနေနဲ့စစ်ဘေးဒဏ်ကိုမျိုးဆက်လိုက်ရှင်းဆိုင်နေကြမှာဖြစ်ပြီးဆေးရနာရှင်ခြုံငင်းကြီးတိုက်ပွဲများ ဆက်လက်လှုပ်ဆောင်မှာဖြစ်ကြောင်း TNL တွဲဘက်ထွေထွေတွင်ရမှုဘူဇုတ်ကြီးတာပန်လာကမေလ၄ရက် TNL ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြီးတစ်ဖက်သက်အပြစ်ရစိုင်းပြီးပါကဆရာနာရှင်ချုပ်ငိမ့်ဖို့အတွက်ဆက်လက်လှုပ်ဆောင်မှာဖြစ်ကြောင်းသိပြီးခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်